မင်္ဂလာပါဒီနေ့ဖတ်ပြပေးမယ်ဝိထုတိုလေးကတော့ဆရာလယ်တွင်သားဆော့ချစ်ရေးသားထားတယ်မမောပါဘူးပြောပါတယ်ဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်ခန်းစားနားဆင်ပေးကြပါဦးနွေရာသီကျောင်းပည့်ရတရက်ဤမနက်ခင်းပိုင်းဖြစ်သည်ကျောင်းအုပ်ဆရာကြီးဥဖိုးအောင်သည် မကြမီထုတ်ပြန်ရမည်အတန်းလိုက်အောင်စည်းရင်ကိုစည်းစစ်နေသည်မြေးလေးက သူ၏စပိန်လေးကို အိမ်ထဲမှတွန်းထုတ်လာသည်မေမေညောင်ပေအောင်သွားကစားမယ်နော်မြေးလေးကသူ့အမေကို ခွင့်တောင်းနေတန်းကြားလိုက်ရသည် အင်းသွားချင်မှာပေါ့ဟိုမှာကစားဘော်ကစောင့်နေတာကို သမီးဖြစ်သူဤစကားကြောင့်အိမ်အနောက်ဘက်မှညောင်မင်းကြီးစီတို့ဥဖိုးအောင်လမ်းကြီးမိလိုက်သည်ညောင်ပင်အောက်မှာ ကုတ်ပစ်ပေါ်မှာအိမ်ကြီးချင်း မြေးလီနဲ့ရွယ်သူမြအေးထိုင်ဆောင်နေသည်ကို တွေ့လိုက်ရသည်သမီးကခြံထွက်ငပြောခိုင်မှာမဲ့နေပြီဖြစ်သောငပြောသည်တလုံးကိုဖြုတ်ပေးလိုက်သည်ယော့ဒါသားဖို့ပေးတာနော်ဩခဏနေအောင်သမီးကနောက်တလုံးထပ်ဖြုတ်ပေးလိုက်သည်ဒါကမြအေးစားဖို့ပေးလိုက်နော်ဟုတ်ကဲ့ပါမမေမြေးလီကငပြောသည်နှလုံးကိုယူပြီးစပိန်လေးစီး၍ညောင်ပင်စီသို့သွားလိုက်သည်ဥဖိုးအောင်ဤခြံထဲမှာညောင်ပင်ကြီးမှာ နွေရာသီတွင်အရိတ်အာဝါဒအေးများလာသည်လမ်းဘေးမှဖြစ်၍လမ်းပေါ်ကိုလည်းအရိတ်များအုံမိုးနေသည်ညောင်ဘက်မှကလေးများလာရောက်ကစားကြသည်အပူဒဏ်ဆောင်လိုသောလူကြီးများကလည်းညောင်မင်းကြီးအောက်မှလာနာနေလေရှိသည်ထို့ကြောင့်ဥဖိုးအောင်ကညောင်မင်းကိုပတ်ပြီးကုပစ်ကြကြရိုက်ထားပေးုံမကရေအိုးစင်ကိုပါတီထားပေးသည်မြေးလီသွားပြီးမကြခင်တွင်သူ့သမီးအတန်ကိုကြားလိုက်ရ၏အဖေ အဖေမြေကတော့စိတ်ပြက်စရာပဲဘာဖြစ်လို့လဲသမီးရဲ့သူ့အတွက်ငပြောသည်တလုံးပေးလိုက်တယ်သူ့အကြောင်းသီးလို့မြအေးအတွက်တလုံးမှထပ်ပြီးပေးလိုက်တယ်သူ့ငပြောသည်ကို မစားပဲပေးလိုက်မှဆိုလို့လေအဲ့ဒါမြအေးကိုငပြောသည်တလုံးပေးတယ်သူမစားပဲနဲ့ကင်ထားတယ်မြအေးစားတာကြည်နေတယ်မြအေးငပြောသည်ကုံသွားတဲ့ခါကျတော့ဘာတွေပြောကြလဲမသိဘူးစကားပြောနေကြတယ်ခဏနေတော့သူ့ငပြောသည်ကိုပါမြအေးကိုပေးလိုက်ပြန်တယ် ိုကောင်လေးကလူလေလေးနှစ်ခုစလုံးကိုစားလိုက်တယ်။သားလေးကတော့ဘာမှမစားလိုက်ရဘူး။ဥဖိုးအောင်သည်ဘာမှပြန်မပြောဘဲသူ့အလုံးနဲ့သူဆက်လုံနေလိုက်သည်။သမီးကသူ့သားစီကိုကြည်နေဟန်တူပါသည်။ခဏကြာတော့သမီးအတန်ကိုဥဖိုးအောင်ကြားရပြန်သည်။အဖေအဖေမြေကတော့လေတကယ်ကိုစိတ်ပြတ်စရာကောင်းတာပဲ။တစ်ချိန်လုံးဟူကောင်လေးကိုစပိန်မော်တင်ပြီးလက်ပတ်တွန်းပေးနေတာညောင်ပင်သုံးပတ်တောင်ရှိနေပြီဟူကောင်လေးက တခါမှလည်းပြန်မတွန်းပေးဘူးစပိန်ပေါ်ထိုင်လို့ตาရနေလိုက်တာตาကဖြစ်တွန်းရတာမောနေပြီ ဥဖိုးအောင်သည်ညောင်မင်းကြီးစီတို့ကြီးလိုက်သည်မြအေးကို စပိန်ပေါ်တင်ပြီးတွန်းပေးနေသောမြေးလေးကို တွေးလိုက်၏စပိန်စီရသောမြအေးပျော်နေသလိုတွန်းပေးနေသောမြေးလေးကလည်းပျော်နေရှာသည်ตาရေလာအောင်စပိန်ယူခဲ့သူ့အမေဤခေါ်တန်းကမာကြောနေသည်မြအေးစပိန်ပေါ်မှာမြန်မြန်ဆင်းပေးလိုက်သည် မြေးလေးကစပိန်လေးစီးပြီးပြန်လာနေသည်တာလာဇန်မြေးလေးစပိန်ပေါ်မှဆင်းပြီးသူ့အမေစီတို့သွားသည်မေမေငပြောသည်နှလုံးပေးလိုက်တာတလုံးကတားစားဖို့လေမေမေအတီချာပြောတယ်မဟုတ်လားမြေးလေးကခေါင်းငိတ်ပြလိုက်သည်ငါမြေးကတနာတက်တယ်အနစ်နာခံစိတ်ရှိတယ်သူများကိုကူညီခြင်းနဲ့ငါသမီးက စိတ်ကောင်းရှိတဲ့သားလေးကိုရထားတာဝမ်းသာဖို့ကောင်းလိုက်တာငါမြေးရဲ့တသက်အတွက်ငါစိတ်ချတယ် ငါမြေးကပြောနေတာပါမမောပါဘူးငါသမီးကသာ မောနီမာကို အဖေဆိုးရင်နဲ့ဥဖိုးအောင်စိတ်ထဲပြောလိုက်ခြင်းဖြစ်သည်ဘာဖြစ်လို့နှလုံးစလုံးမြာကြီးကိုပေးလိုက်ရတာလဲသာမြာကြီးကတိတ်လေတာပဲနှလုံးစလုံးကိုသူကြီးစားပြစ်လိုက်တယ်သားကလည်းတိတ်အာတာပဲဘာဖြစ်လို့သားငပြောသည်ကိုပေးလိုက်ရတာလဲသမီးဖြစ်သူဤမကြည်မနက်မင်းဒီတန်းကိုကြားလိုက်ရသည်မြေလီ ်ဘာများပြန်ဖြေမလဲကိုဥဖိုးအောင်သိချင်၍လန့်ကြည့်မိလိုက်၏။သားကမနက်စာထမင်စားပီးပြီလေ။မြအေးက ခုထိဘာမှမစားရသေးဘူးမေမေ။သူ့အမေကထန်းတော်ရွာကိုသွားပြီးဈေးရောက်နေတယ်။သူ့အမေပြန်လာမှစားရမှာတဲ့။သူတိတ်ဆာနေတာတနာလို့ကြွေးလိုက်တာပါမေမေ။ဥဖိုးအောင်ကမြေးလေးကိုလန့်ကြည့်ရင်မတိမတာခေါင်းငိတ်နေမိသည်။အင်းစပိန်စီးတော့လေသားကကြီးသူ့ကိုသွန်းပေးနေရတာ။ ူကတခါမှလည်းပြန်တော့မပေးဘူး။သားကတခါမှလည်းမစည်းလိုက်ရဘူး။မြအေးကတိတ်လဲတာပဲ။သားကစပိန်လဲဆိုက်ရသေးတယ်။သူ့ကိုလည်းတွန်းမေးနေရသေးတယ်။သားတိတ်အားတာပဲ။ဘာလို့တလဲစီမစည်းရတာလဲဟုသမီးကပြောနေသည်ကိုငြိမ်၍နားထောင်နေလိုက်သည်။မြေးလေးဖြေမဲ့စကားကိုသာဥဖိုးအောင်နားဆွနေသည်။သားကတွန်းမေးစရာမလိုဘူးလေမေမေ။ကိုဘာသာကိုစီးတက်တယ်။သူကမစီးတက်လို့သားကသွန်းမေးရတာပါ။ ဒါဆိုရင်လဲတလဲစီစီပေါ့သူကစပေးမော်ကားကိုမစင်းတော့ဘူးတမီဤမကြည်မနဲ့တန်ကထမှန်ပေါ်ထွက်လာသည်မြေးလေးကသူကတားကိုတုံးမိမယ်လို့ပြောပါတယ်မိမိတားကတနေ့လုံးစီးလို့ရတာပဲသူကစပေးမရှိတော့တားနဲ့တွေ့တော့မယ်စီးခွင့်ရတာပါမြေးလေးမှာသူ့အဖြစ်နဲ့သူရှိနေပါပြီထို့အဖြစ်များတွင်သူ့တဘောထားလဲပါနေပြီဖြစ်သည်အဖေမြေးကိုပြောပါအောင်တွန်းရတာမောနေပြီ တမီးကကျွန်တော်ကိုလမ်း၍အကူအညီတောင်းသည်တမီးနှင့်မြေးကိုကြည့်ပြီးဥဖိုးအောင်ကပြုံး၍ပြောလိုက်သည်ငါမြေးကတနာတတ်တယ်အနစ်နာခံစိတ်ရှိတယ်သူများကိုကူညီခြင်းနဲ့ငါသမီးကစိတ်ကောင်းရှိတဲ့သားလေးကိုရထားတာအဖေဝမ်းသာတယ်ငါမြေးတသက်သာအတွက် အဖေစိတ်ချတယ်ငါမြေးလေးကပြောနေတာပါမမောပါဘူးငါသမီးကသာ မောနီမာကိုအဖေဆိုးရိမ်မိပါတယ်ဟုပြန်ပြောလိုက်လေသည် 2002ခုနှစ်မြမကုံရီမဂ္ဂဇင်းအထူးထုတ်ဇလန်းလေးကတော့ပြီးပါပြီခန်းစားနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်